်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်မာ DBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်မန္တလေးတိုင်းစင်ကူမြို့နယ်မှာပြည်သူတချို့နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF တပ်ဖွဲ့ဝင်တချို့အခြေအတင်အချင်းများနေတဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့ပြီးနောက်တပ်ဖွဲ့ဝင်တွေကိုသတိပေးအရေးယူသွားမယ်လို့စင်ကူမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ12ရက်ကထုတ်ပြန်လိုက်ပါတယ် ဒီထုတ်ပြန်ချက်မှာတော့စင်ကူးမျိုးနဲ့ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တာဝန်ကျရေးပေါ်တွေရဲ့ပြည်သူလူထုအပေါ်ဆက်ဆံပြုမှုရမယ့်စီကတ်နဲ့ကျင့်ဝတ်တွေကိုချိုးဖောက်ခဲ့တဲ့အတွက်သတိပေးအေးအေးမှုတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။စင်ကူးမျိုးနဲ့အတွင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်ရမှာသတိပေါက်ကြားမှုတွေဖြစ်ပေါ်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေခက်ဆစိတ်ဖြစ်ပွားနေတဲ့အတွက်မတ်လ16ရက်နေ့ကစတင်ပြီး စတာလစ်အင်တာနက်အသုံးပြုမှုတွေကို စစ်စစ်ကြမှတ်ဖို့ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်ဒရင်ရရှိချက်အရာစစ်ကူမျိုးနဲ့တွဲမှရှိတဲ့ရွာတရွာမှာစီကားနဲ့အညီအသုံးမပြုတဲ့ Starlink Internet ကိုတိတ်ဆဲဖို့ MDY PDF စစ်ကူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား9ယောက်တွားရောက်ခဲ့ချိန်မှာအချင်းများမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထောက်ပြန်ချက်တွေမှာတော့ပြည်သူလူထုအပေါ်ဆက်ဆံပြုမှုရမယ့်စီကတ်နဲ့ကျင့်ဝတ်တွေကိုချိုးဖောက်ပြီးဆက်လိုက်မှန်ပါပြုမှုတွေနဲ့တုတ်ပြတ်မှုပြုမှုခဲ့တဲ့တာဝန်ကျရေးဘော်တွေကိုထိုက်တဲ့သတိပေးအရေးယူမှုတွေပြုလုပ်သွားမှာဖြစ်သလို Starlink Internet စပိုင်ရှင်ကိုလည်းထုတ်ပြန်ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေအတိုင်းအေးအေးယူဆောင်ရွက်သွားမယ်လို့လည်းဖော်ပြထားပါတယ်။ TNN တအန်းတက်ကတနစ်ကြော်ကြာထိမ့်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနမ်တူမြို့ကိုစစ်ကွန်မရှင်တက်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အရတားပြည်သူတွေထိခိုက်ဒဏ်ရာရတိုက်ဆုံးတာတွေရှိခဲ့ပါတယ်။ဒါကြောင့်မြို့လုံးကျွတ်နီးပါးအိုးရင်စွန့်ခွာပြီး လာရှုံမြို့အပါဝင်နီးစရာမြို့နယ်တွေကိုတိမ်းရှောင်နေရပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေအတွက်စားနပ်ရိက္ခာနဲ့ယာယီနေထိုင်နိုင်မဲ့အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။အခုဆိုတထောင်ကျော်သွားပြီနမ်တူကနေရာထိုင်ခင်းရလဲကြက်တဲတယ်ဆရာစုံလို့တဲ့အတိကလောလောဆယ်အခုစမ်းလေးစောင်းလေးအခင်းလေးတအားလို့တယ်ဆရာတီယန်နန်နေတအန်းတက်နဲ့နွေဦးတော်လိုက်အင်အားစုတွေဟာနမ်တူမြို့ကို2023နှစ်ကုန်ပိုင်းမှာအပိတက်တိမ့်ပိုက်နိုင်ခဲ့တာပါ နမ်တူမြို့တိုင်းတိုက်ပွဲတွင် မြို့ကန်ပြည်သူတွေပထမအကြိမ်စစ်ပေးရှောင်ခဲ့ရပါတယ်။ဒီတစ်ကြိမ်ဟာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြို့လုံးကျနီးပါးအိုးအိမ်ဆုံးခွာတိမ်းရှောင်နေရတာပါ။အဲ့ဒီစစ်ရှောင်နေတဲ့မှာအများစုဟာတပ်ထုတွေဝန်ထမ်းတွေအငိမ်းစားတွေနဲ့အခြေခံလူတန်းစားတွေဖြစ်တာကြောင့်အခြားမြို့ရွာတွေမှာနေ့စဉ်ဝိုင်းဖြည့်ရှင်းနိုင်ဖို့အတွက်ပုံမှုခက်ခဲလာလို့ စားတောက်နေထိုင်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့စစ်ဆောင်တွေကဆိုပါတယ်။တချို့ကျတော့တိမ်နေတချို့ကမူဆဲတချို့ကကုတ်ခိုင်လာရှုတချို့ကတန်ရတန်ရမှလည်းအများကြီးပဲ။အပြည့်ပြီဆိုကြတဲ့အခက်ခဲတော့အနေနဲ့များလာရှိတာပေါ့ကောရေ။ဒီတစ်ခေါက်ကျတော့နည်းနည်းပို့ပြီးတော့အရင်တစ်ခေါက်တည်းဆိုင်ပို့ပြီးတော့ခက်ခဲတယ်။ပို့ပြီးတော့လည်းဟိုဟာပြအရင်လေးရတယ်။ ်စစ်ကော်မရှင်တပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့် TNN တအန်တက်ကတနစ်ကြော်ကြာထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကနောင်ချုံနဲ့ကြောင်မဲမြို့ကိုပြန်လည်လက်လွတ်ခဲ့ရပါတယ်ဆက်လက်ပြီးလဲတီဘောမျိုးကိုပြန်သိမ်းနိုင်ဖို့လေကြောင်း drone လက်နက်ကြီးပစ်ကူယူကမြေပြင်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာပါအဲ့ဒီထိုးစစ်နဲ့တပြိုင်တည်းလေကြောင်းနဲ့တရားနာနေတအန်းတက်ထိန်းချုပ်ထားတဲ့နမ်ဆန်မန်တုံနမ်တူမုံမိတ် မိုင်းလုံးမိုင်းငုံမြို့နယ်တွေကကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်နေတာကြောင့်အရသာပြည်သူအယောက်90ဝန်းကျင် အသက်ဆုံးရှုံးခဲ့ရတယ်လို့ဒေတာရင်းတင်းတွေကနေသိရပါတယ်ကျွန်တော်ခွန်စော်ဦးပါထာနငံရန်နောင်းမျိုးကအချုပ်ထောင်မှာအကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြားခံရတဲ့မြန်မာနိုင်ငံသားအယောက်90ကိုအော်တိုဘားလ9ရက်ကမြန်မာဘက်အချမ်း ကော့တောင်းလေဆိပ်ကိုလွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ရန်နောင်းလူဝင်မှုကြီးကြပ်ရေးကထုတ်ပြန်ပါတယ်။ပြစ်ဒဏ်ကြခံရတဲ့မြန်မာမျိုးသား82ယောက်နဲ့အမျိုးသမီး9ယောက်ကိုမြန်မာနိုင်ငံဘက်အချမ်းပို့ဆောင်ပြီးတဲ့နောက်စစ်တပ်ကအထမစစ်သားစုဆောင်ခေါ်ဆောင်သွားတယ်လို့ဤဆက်သူတွေစီကနေသိရပါတယ်။အထမစစ်သားစုဆောင်ခံရရင်ငွေကြေးတတ်နိုင်သူတွေသာပြန်လွတ်လပ်ရှိပြီးအများစုကစစ်တပ်နဲ့ပေးခံရတယ်လို့သိရပါတယ်။ရှိုးရီတော့ဒီရန်နောင်းဘက်ကိုပို့တယ် အဲ့မှာညီမတန်တရင်နေမှာလဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ဖွေရုပ်ပုံတွေကိုကျွန်တော်တို့တရင်နေမှာပြန်ပြီးလာတယ်ခင်ဗျာအဲ့တော့တရင်တွေကိုလို့ကျွန်တော်တို့လည်းအတူတူနေခဲ့တဲ့ဒီမှာဒီသားတွေပါတယ်အဲ့လိုပါတာရှိတယ်အဲ့ဆိုတော့ဒီစီအုပ်စုတဲ့လက်ထဲထဲလိုက်တယ်ဆိုလို့ကျစီအုပ်စုကပဲအခုလက်ရှိနေတိုင်းမှာဆိုင်းရတယ်တအားဖမ်းနေတယ်ဆိုတော့ကျွန်တော်ထင်တော့စီအုပ်စုကဖိအားပေးပြီးတော့ဖမ်းပြီးတော့ပြန်ပြန်ပြီးတော့ပို့ခန်းနေတာလားစီအုပ်စုလက်ထဲကိုပြန်ပြန်အပ်နေတာလားဆိုတော့ကျွန်တော်တို့ကတန်တရားတော့ဝင်နေတယ် အဲဒါမဲ့ဒီလိုပြန်ပို့လို့ရှိရင်စေအုပ်စုလက်ထက်ရောက်လို့ရှိရင်ကျွန်တော်နိုင်ငံသားတွေ NDA ရှိတယ်ဆိုတာကိုတော့ထိုင်းနိုင်ငံကအဲအနာပိုင်တီးသိစေချင်တယ်ပေါ့နော်စတေမာလာ23ရက်ကလည်းရှနောင်းအချုပ်ထောင်ကနေလွတ်ရက်စစ်တဲ့မြန်မာနိုင်ငံသားစုစုပေါင်း145ရောက်ကိုကော်တန်းကနေမြန်မာနိုင်ငံဘက်အချမ်းလွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ရှနောင်းလူဝင်မှုကြီးကြပ်ရေးဝန်ကထုတ်ပြန်ပါတယ်ထိုင်းမှာဖမ်းဆီးပြစ်ဒဏ်ကြားခံရပြီးနေရပြန်ပို့သူတွေတဲ့အသက်အရွယ်လိုက် စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကိုစစ်တပ်ကစူးစမ်းပြီးတပ်သားတက်လက်ချင်အကြောင်းတွေကိုပို့ဆောင်တယ်လို့နှိဆက်သူတွေကပြောပါတယ်အခုဒီကောတောင်ရောင်းဘက်ကနေပို့တဲ့သူတွေတန်းပြီးတော့စစ်သားစူးစမ်းရတဲ့ကိုတန်းရောက်သွားကြတယ်အဲ့တော့အခုလိုချိန်မှာတော့ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေအန်စီမခံရအောင်တော်လေးကိုဒီဝရီယာနဲ့ထားပြီးတော့နေကြမှဖြစ်လိမ့်မယ်ပေါ့နော်အထူးအဖြစ်အဲတော်လိုင်းထောက်ဖို့ပြီးတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေပြီးတော့ဒီတော်လိုင်းကြောင့် တော်လိုင်းကြီးမှာပါဝင်ပတ်သက်တဲ့ထွက်ပြေးတိမ်းရှောင်လိုင်းရတဲ့မြန်မာနိုင်ငံသားတွေဒါတွေကတော့အခုချိန်မှာတော်တော်သတိထားပြီးတော့နေထိုင်ရမယ့်အခြေအနေမျိုးဖြစ်တယ်။အဲဘလောက်ပဲတောင်းဆိုတောင်းဆိုထိုင်းထိုင်းဘက်ကတော့ပြန်ပို့နေတာတွေကိုတွေ့ရတယ်ပေါ့နော်။ထိုင်းနိုင်ငံကိုတရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်တာအထောက်ထားပြည်စုံမရှိပဲကန့်သက်အလုပ်တွေမှာလုကင်တာထိုင်းမှာရာဇဝတ်မှုကျူးလွန်တာစတဲ့အကြောင်းမျိုးမျိုးနဲ့ဖမ်းဆီးခံရသူတွေကိုပြစ်ဒဏ်ကျခံရပြီးနောက်စစ်တပ်လက်ထက်ထိုင်းဘက်ကအာဏာပိုင်တွေကလွှဲပြောင်းပေးတာဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းကလူငယ်တွေကိုပုံစံမျိုးစုံနဲ့ဖမ်းဆီးတာပြစ်ခတ်တပ်ဖြတ်တာတွေအပြင်အထမစစ်မှုထမ်းစစ်ခိုင်းတာပေါ်တာဆွဲတာတွေကြောင့်လူငယ်အများစုဟာအထိတ်တလန့်နဲ့စိုးရိမ်ပူပန်နေကြပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်